ရဒီနေ့နိုင်ငံတော်ပြည်ယတိသာသနာတက္ကသိုလ်မှာတနေ့တာဆွန်ဆက်ကလူတန်းကုသိုလ်ကောင်းမှုပြုလုပ်ကြတဲ့ကုသိုလ်ကောင်းမှုရှင်များကကိုယ်လွန်သူဇနီးတော်ဆန်းဆန်းညွန့်အားယေစု၍ကျင်ဝန်းဖြစ်သူဥမြင့်ဟန်နဲ့သာသမီမြင်းမြစ်မိသားစုများ ဖြစ်ကြပါတဲ့အထူးသဖြင့်ကိုယ်လွန်သူကိုယေစုပြီးတော့ဆောင်ရွက်တဲ့ကုသိုလ်ကောင်းမှုမို့လို့ မိမိတို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာတန်ဝေကညာတန်ဝေကစိတ်ဒီစိတ်ကိုမိမိတို့နှလုံးသားထဲမှာထည့်ပြီးတော့ဒီကုသိုလ်ကောင်းမှုကိုပြုလုပ်ကြမယ်ဆိုရင်မိမိတို့ရဲ့ကုသိုလ်ကောင်းမှုဟာအမတန်ကြီးမားတဲ့အကျိုးတရားတွေကိုရစေနိုင်တယ်မိမိတို့ကိုယ်တိုင်လည်းအကျိုးတရားကြီးကြီးမားမားရပြီးတော့မိမိတို့ရည်စူးတဲ့ဒကမကြီးကလည်းပဲအကျိုးတရားတွေကြီးကြီးမားမား ဘုရားတန်ត្រာမှာအကျိုးတွေခံစားရပြီးတော့မတရားဘုရားနိဗ္ဗာန်တရားကိုရအောင်ဒီအကျိုးပြုမဲ့ကုသိုလ်ဖြစ်အောင်မိမိတို့တန်ဝေက စိတ်နဲ့လှူဒန်းနိုင်ဖို့အတွက်ဘုန်းကြီးအနုမောဒနာဟောပေးပါမယ်မြတ်စွာဘုရားကတရားဓမ္မတွေလူနာပြမသတ္တဝါတွေ နားလေလွယ်အောင်သိလွယ်မြင်လွယ်အောင် ဆိုပြီးတော့တရားဟောတဲ့အခါမှာဥပမာအမျိုးမျိုးပေးပြီးတော့မိမိတို့ရရှိထားတဲ့ဟောဒီလူဘဝလူခန္ဓာနတ်ဘဝနတ်ခန္ဓာမိမိတို့ရရှိထားတဲ့အခြေအနေပကတိအမှန်ကိုသိမြင်ပြီးတော့ဥဒ္ဓေကောင်းမှုကိုဆောင်ရွက်နိုင်ကြဖို့ဆိုပြီးတော့ဘုရားဟောတဲ့အခါမှာဥပမာဥပမေယ များစွာနဲ့ဟောတော်မူခဲ့တဲ့တရားတွေရှိပါတယ်။ဓာတုကံတော်ပမသုတ်တော်ဆိုရင်မိမိတို့ရတာတဲ့ဩဒီလူဘဝလူကံတော်အကြီးကိုရေပြင်းမှာရေပြင်းမှာ မျောနေတဲ့တစ်ဆွေတုံးကြီးဒီဥပမာပေးပြီးတော့ဟောတော်မူတာတယ်။ဝမိက သုတ်တော်မှာကြတော့တောတဲ့တောင်ထဲမှာရှိနေတဲ့တောင်ပေါကြီး မိမိတို့ရဲ့ခန္ဓာတောင်ပိုးကြီးနဲ့တူတယ်တောင်ပိုးကြီးထဲမှာခြာတွေပြည့်စိတ်တွေကင်းနေမွေတွေစသည်အပြည့်တတ္တဝါတွေခိုအောင်ပြီးတော့ဒီတောင်ပိုးကြီးထဲမှာနေကြတယ်လို့ပဲမိမိတို့ရဲ့ခန္ဓာကိုယ်အတွင်းမှာလေးပဲပိုးမျိုး80ခိုအောင်ပြီးတော့နေတဲ့တောင်ပိုးကြီးနဲ့တူတယ်ဆိုပြီးတော့ဗောမိကတော့ကြတော့ဒီလိုဟောတယ် ဟိုအဋိဋ္ဌတုတ်ကြတော့၄ဘက်၄တန်ကမိတွေတဟုံးဟုံးလောင်နေတဲ့အိမ်တလုံးလိုမိမိတို့ခန္ဓာမိမိတို့ရထားတဲ့ခန္ဓာကိုယ်ကြီးဟာမိလောင်ခံနေရတဲ့အိမ်နဲ့တူတယ်ဆိုပြီးတော့တိလွယ်မြဲလွယ်အောင်မြတ်စွာဘုရားကဥပမာတွေနဲ့ဥပမာတွေပေးပြီးတော့တိလွယ်မြဲလွယ်အောင်ဟောတော်မူတာဒီနေ့ အယောဂရဇတ်တော်ဘုရားအလောင်းတော် ပြောခဲ့တဲ့စကားအဲ့ဒီအယောဂရဇတ်တော်မှာဘုရားအလောင်းတော်ပြောခဲ့တယ်ဆိုပေမဲ့လို့ဘုရားဖြစ်တော်မူတဲ့ခါမှာပြန်ပြီးတော့ဟောတော်မူတဲ့တရားမူလို့တာဘုရားဟောတရားပဲအဲ့ဒီအယောဂရဇတ်တော်မှာပြောခဲ့တဲ့စကားကိုဒီနေ့ယူပြီးတော့ပြောမယ်ဆိုရင်30တပုံမှာကျင်လေရတဲ့တတ္တဝါတွေဟာဒီ30တပုံအတွင်းကို အန္တရာယ်မကင်းတဲ့အန္တရာယ်တဲ့အလွန်များတဲ့နေရာဌာနတစ်ခုဖြစ်နေမြင်မိတော့30ပုံဘယ်ပုံမှမဘယ်နေရာဘယ်တမမှအန္တရာယ်မကင်းဘူးအဲ့ဒါကြောင့်မလို့အန္တရာယ်ကင်းတဲ့နေရာကိုသိဖို့မြင်ဖို့ရဖို့ရောက်ဖို့အတွက်ကုသိုလ်ကောင်းမှုကို လုပ်ပါတယ်မိမိတို့ယေຊုထားတဲ့တက္ကမကြီးအားလည်းပဲဒီကုသိုလ်ကောင်းမှုကြောင့် အန္တရာယ်ကင်းရာနေရာကိုရောက်ဖို့အတွက်ကုသိုလ်ဒီကုသိုလ်ကောင်းမှုကအထောက်ပံ့ပေးပါစေဒီလိုအာယုံပြုတံဝေကစိတ်နဲ့အာယုံပြုဆုတောင်းပြီးတော့ဒီလိုကုသိုလ်ကောင်းမှုကိုပြုရပါမယ်အဲ့တော့ဒီတုတ်တော်မှာမြတ်စွာဘုရားက32ဘုံမှာကျင်လေကြတဲ့တတ္တဝါတွေဟာအန္တရာယ်အမတန်များတယ်ဘာအန္တရာယ်လဲဆိုရင် ဘလူးအန်ဒရယ်ဘလူးသုံးကောင်ရဲ့အန်ဒရယ်ဘလူးသုံးကောင်ကတတ္တဝါတွေကိုဘဝတိုင်းဘဝတိုင်းညင်စင်နေကြတယ်တပ်ဖြတ်စားတောင်းနေကြတယ်ဘယ်သတ္တဝါမှမလွတ်ဘူးတတ္တဝါတိုင်းကိုဘလူးသုံးကောင်ကတပ်ဖြတ်စားတောက်တယ်ပထမဘလူးကတတ္တဝါဒီမွေးလာရင် နှုတ်နှုတ်နဲ့နဲ့တဖြည်းဖြည်းရင့်အောင်ဘလူကစားတယ်။အဲရင့်ရင်ကနေအိုအောင်သည့်ဒါဘလူကစားတယ်ဖြည်းဖြည်းချင်းသူကစားတယ်။စပယ်နေဖြူသွားအောင်နားတွေထိုင်းသွားအောင်ခါးတွေကိုင်းသွားအောင်အရည်တွေတွန့်သွားအောင်ဒါဘလူကစားတယ်။အဲ့ဒီဘလူကဒါတကောင်အဲနောက်ဘလူတကောင်ကတော့နာစေချောင်းစိုးဒီလိုအသေးအမွှားကစားပြီးတော့ 96ပါ98ပါယောဂတွေယောဂအမျိုးမျိုးဖြစ်အောင်သူကဖန်တီးပြီးတော့တတ္တဝါတွေကိုစားတယ်ပါဠိလိုတော့ဗျာတိဗျာတိပေါ့ဗျာတိဆိုတဲ့ဘလူကြီးကလည်းပဲတတ္တဝါတွေကိုယောဂအမျိုးမျိုးဖန်တီးပြီးတော့သူက ဖြည်းဖြည်းချင်းစားတယ်အဲနောက်ဆုံးမှာမရဏလို့ခေါ်တဲ့ဘလူကြီးမိမိတို့ဘဝတသက်တာမှာ ရထားတဲ့ပစ္စည်းဥစ္စာတွေဆွေညာတသိန်းနေဒါတွေကိုခွဲခွာပြီးတော့သွားရအောင်နောက်ဆုံးအသေးစားပြတဲ့ဘလူကြီးဒါသေးအောင်စားပြတဲ့အဲ့ဒီဘလူကြီးသုံးကောင်ကတန်ត្រာမှာပြင်လဲကြတဲ့တတ္တဝါတွေဘဝတိုင်းဘဝတိုင်းဒါတတ္တဝါတွေအစားခံနေရတယ်ဒီဘလူကြီးသုံးကောင်ကလည်းပဲဘဝတိုင်းမှာစားနေတာပဲအဲကြောင့်မလို့မိမိတို့ရတတ်တဲ့ဟောဒီဘဝကို ဘလူးနယ်မြေမှာမိမိတို့နေရတယ်ဘလူးလက်ကမိမိတို့မလွတ်ဘူးအဲ့ဒါရောက်မလို့ဘလူးလက်ကလွတ်အောင်လွတ်ရလွတ်ကြောင်းလမ်းကိုမိမိတို့ရှာပွေပြီးတော့လွတ်ရလွတ်ကြောင်းမိမိတို့ဆောင်ရွက်နေကြတယ်ဆောင်ရွက်တဲ့လမ်းက၃လမ်းပဲရှိတယ်နံပါတ်၁ကဒါနကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဒီဘလူးလက်ကလွတ်အောင်ပြေးတဲ့လမ်းနံပါတ်၂ကသီလတွေစောက်တည်ပြီးတော့သီလတွေကျင့်သုံးပြီးတော့သီလတွေ ကျင့်သုံးပွားများပြီးတော့ဘလူလက်ကလွတ်အောင်ပြည့်တဲ့လမ်းအဲတတ္တိယလမ်းကတော့သမထဘာဝနာဝိပဿနာဘာဝနာတွေပွားများပြီးတော့လွတ်အောင်ပြည့်တဲ့လမ်းဒီသုံးလမ်းအဲ့ဒီသုံးလမ်းနဲ့ပြေးမှဘလူလက်ကလွတ်မယ်ဆိုပြီးတော့ဖရာအလောင်းတော်ပြောခဲ့တဲ့စကားကိုဖရာပြည့်တဲ့ကမြမြတ်စွာဘုရားပြန်ပြီးတော့ဟောတော်မူတဲ့စကားဖြစ်ပါတယ်အဲ့တော့ဒီစကားနဲ့ ဘုရားရှင်ကဒကာဓမ္မတွေကိုဘာပြောကျင်တာလဲဆိုရင်အန္တရာယ်ရှိတာကိုအန္တရာယ်ရှိတယ်လို့သိပါစေမိမိတို့ကျင်လေရတဲ့ဘုရားအင်မတန်အန္တရာယ်များတယ်အန္တရာယ်များတာကိုအန္တရာယ်များတယ်လို့သိဖို့ဒါနံပါတ်1အန္တရာယ်များတာများတယ်လို့သိပြီးတဲ့အခါမှာအဲ့ဒီအန္တရာယ်ကလွတ်အောင်ဆောင်ရွက်တတ်ဖို့ဒါကို အသိပေးခြင်းလို့ ဒီတရားကိုမြတ်စွာဘုရားဟောတော်မူတာဖြစ်ပါတယ်။ကဲဒီတော့ဒီတရားကို အချင်းချုပ်ပြီးတော့ပြောရမယ်ဆိုရင်ဘုန်းကြီးတို့အယောဂရဇတ်တော်ဆိုတာအယောဆိုတာတန်ဂရဆိုတာအိတန်လောင်အင်ကြီးမှနေခဲ့ရတဲ့ဘုရားအလောင်းတော်။ဘုရားအလောင်းတော်ပါရမီပြည့်စုံဘဝတစ်ခုမှာဗာရန္တိတိပြီးဗျမတ္တမင်းရဲ့သားတော်အဖြစ်နဲ့ပါရမီဖြည့်ခဲ့ရတဲ့ ဘုရားအလောင်းတော်မမွေးဖွားခင်တုန်းကဤဗာရဏသီဘယင်ကြီးမှာဘုရားအလောင်းတော်ရဲ့အရင်သားတော်နှစ်ပါးဖွားဘူးတဲ့ပထမသားတော်တစ်ပါးဖွားတဲ့မွေးဖွားလို့ရက်ပိုင်းပဲရှိတဲ့တရက်နှစ်ရက်ပဲရှိတဲ့နန်းတော်တွေကိုဘလူမတကောင်ဝင်လာပြီးတော့အဲ့ဒီသားတော်ကိုမိဖုရားကြီးရဲ့လက်ကလူယူပြီးတော့ သူ့ရှေ့မှာပဲစားပြသွားတာအဲ့တော့မိဖုရားကြီးကဘလူလာတယ်ဘလူလာတယ်ဆိုပြီးတော့အတင်းអော်တော့အဲ့ဒီမှာအဆောင်ရောက်တယ်အကုန်လုံးလာပြီးတော့ဝိုင်းပြီးတော့ဖမ်းကြတယ်ဖမ်းပေမဲ့လို့ဘလူကိုမိဖုရားကြီးပဲတယောက်ပဲမြင်တယ်ကြံနေလူတွေဘယ်သူမှမမြင်ဘူးအဲ့တော့ဘယ်သူမှမမြင်တော့ဒီဘလူကိုဘလို့မဖမ်းလို့မရဘူးဘလို့မဘလို့ဖမ်းဖို့ဆိုတာလေဘလို့မမတက်နိုင် အဲကလေးကိုတော့စားသွားတာတော့သိကြတယ်ကလေးတွေးဆက်ဒီနန်းရင်မှာကြကြံနေတယ်အဲ့ဒီဘလူးစားတာကိုလည်းပဲမိဖုရားကြီးတရားဝယ်မြင်တယ်ဘာဖြစ်လို့ဒီလိုဖြစ်တာလဲဆိုရင်ဒီမိဖုရားကြီးနဲ့အဲ့ဒီဘလူးမကသူကအတိတ်ဘဝကရံဖက်တယ်အဲ့ကြောင့်ဘလူးမကသူဆူတောင်းခဲ့တယ်နဲ့မွေးတဲ့ကလေးတွေကိုငါစားရတဲ့ဘလူးမဖြစ်ရပါလို့ဆိုပြီးတော့ဆူတောင်းပြီးတော့သူ့ကိုဒုက္ခပေးထားလို့မို့သူဆူတောင်းပြီးတော့ ဒီလိုဒီဘဝမှာဘလူးလာဖြစ်နေမွေးတော့စားတာပဲဒါအတိတ်ရံညိုးနဲ့သူစားတယ်နောက်တယောက်မွေးတယ်နောက်တယောက်လည်းဒီလိုပဲမွေးလို့တရက်နေ့ရဆိုလာစားတယ်ဒါသူ့ရှိမှပဲစားပြသွားတယ်အဲတတိယကလေးကိုဝန်ရတော့ဘုန်းကြီးတို့ဘုရားအလောင်းကိုဝန်ရလာတယ်အဲ့ဒီကကြတော့ဘယင်းကြီးကကဲဒီတိုင်းကတော့မဖြစ်တော့ဘူးဘလူးမလာနိုင်အောင် အဲ့ဒီခေတ်ကာလကဘလူးကတန်ကိုကြောက်တယ်ဆိုတော့ဟိုသူတို့မှဟိုအသိမှပြူရတာရှိတယ်အဲ့ဒါကြောင့်မို့လို့တန်လောင်အင်ကြီးအကြီးကြီးဆောက်ပြီးတော့ဝင်ပေါက်ထွက်ပေါက်တပောက်ပဲထားပြီးတော့ဖရာလောင်ရဲ့မဲတော်မိဖရာကြီးကိုအဲ့ဒီတန်လောင်ဝင်ပြဲမှာထားအချိန်တန်တော့ဖရာလောင်လေးမွေးမွေးပြီးတော့16နှစ်တိုင်အောင် အဲ့ဒီတန်လောင်းဝင်တဲ့မှာပဲဘုရားအလောင်းတော်ထားတယ်။ငယ်ရွယ်တဲ့အခါမှာဘလူမလာရင်ကာကွယ်နိုင်မှာမဟုတ်လို့ဆိုပြီးတော့တန်လောင်းဝင်တဲ့မှာပဲဘုရားအလောင်းတော်ကြည်ပြင်ကြရတဲ့အသက်16နှစ်ရအောင်အထိအဲ့ဒီတန်လောင်းဝင်တဲ့မှာအတက်ပညာတွေအဲ့ဒီတန်လောင်းဝင်တဲ့မှာပဲသင်ခဲ့ပြီးတော့အသက်16နှစ်ရောက်လာတဲ့အခါမှာကဲဒီရှင်ဆိုရင်ကတော့အပြင်ထုတ်လို့ရလောက်ပြီး သူ့ရဲ့ခွန်အားအသက်၁၆နှစ်ဆိုတော့ဘလို့မှလာရင်လည်းပဲကာကွယ်နိုင်လောက်ပြီအတက်ပညာတွေလည်းတတ်နေပြီအဲ့ဒါကြောင့်မို့လို့သားတို့ကိုတန်လောင်အိန္ဒိယကထုတ်ပြီးတော့ထိနှက်အပ်မယ်ဆိုပြီးတော့ဘယင်းနဲ့မိဖုရားကဖုရားအလောင်းတော်ကိုတန်လောင်အိန္ဒိယကထုတ်တယ်ထုတ်ပြီးတော့သူအုပ်ချုပ်ရမယ်သူထိနှက်အုပ်ချုပ်မဲလောက်ရမယ်အတိုင်းပြေကို လှက်ပတ်ပြီးတော့ကြည်ပါစေဆိုပြီးတော့အဲ့ဒီနေ့မှာမာရဏတိတစ်မျိုးလုံးကိုတန်ဆာဆယ်မိတော့ဘယံအစ်စ်ကလေးဒါမြင်ရအောင်ဆိုပြီးတော့တိုင်ခံလှဲ့လေတယ်တစ်မျိုးလုံးအဲ့တော့ဘုရားအလောင်းတော်ကခုမှ အပြင်ထွက်ရတာဆက်ချောင်းနဲ့လုံးလုံးတန်တန်လောင်းဝင်ထဲမှာသူနေခဲ့ရတယ်ခုအပြင်ထွက်လိုက်တော့တိုင်ခံလှဲ့လေတဲ့အနေနဲ့တစ်မျိုးလုံးကိုလှဲ့ပြီးတော့သူကြည့်လိုက်တော့ နဂေါတုံးကသူတခါမှမမြင်ဘူးတဲ့အရာတွေအိမ်တွေတိုက်တယ်လူတွေမြောက်များစွာသူမြဲရတယ်သူနဂေါတုံးကအတန်လောင်ရင်တည်းမှာပဲနေခဲ့ရတယ်အခုတော့အပြင်လောကကြီးဟာအမတန်ကျယ်တာပဲလူတွေအများကြီးဥယျံပန်းပန်းတွေအများကြီးဒီလိုလူတွေမှာတော့လွတ်လွတ်လပ်လပ်သွားသွားလာလာနေလို့ရပါရဲ့နဲ့ငါ့ကိုဘာဖြစ်လို့များဒီတန်လောင်ဝင်ထဲမှာ ဆက်ချောင်းနဲ့လုံလုံငါကိုထားကြတယ်ဒါကိုမြို့ကိုလှည့်ရင်းနဲ့ဖရာလောင်းတို့ကစဉ်းစားတယ်အဲပြန်ရောက်လာတဲ့ကမှအနန္တောပြန်ရောက်လာတဲ့ကမှသူ့ကိုအဘိဓိတ်သွမ်းမယ်လို့တော့နေပါဦးနဲ့ကျွန်ုပ်မေတော်ကမေတော်တို့ကိုသားတို့မေးပြရစီသူများတွေမှာတော့တဲ့မွေးပြီးရင်အပြင်မှာလွတ်လပ်လပ်ဒါနေရသားတို့ကိုဘာဖြစ်လို့ဒီတန်လောင်းတွေမှာ ဆက်ချောင်းနဲ့တိုင်အောင်ထားရတာလေဆိုတာကိုမေးတော့အကျိုးအကြောင်းအကုန်လုံးပြောပြတယ်မိဘဘုရင်ကြီးနဲ့မိဖုရားကြီးကအကျိုးအကြောင်းပြောပြတော့အလောင်းတော်ရဲ့အဲ့ဒီစကားကိုကြားလိုက်ရတော့အမတန်တန်ဝေကဖြစ်သွားတာ။အော်သူများတွေမှာမိခင်ရဲ့ကြီးမြောင်းတဲ့ဝန်တိုက်တွေမှာကိုလာဆယ်လအများတကားလို့ငါနေခဲ့ရတယ်။သူများတွေမှာတော့မိခင်ဝန်တိုက်က ကျွတ်လွတ်တဲ့အခါမှာအပြင်မှာလွတ်လွတ်လပ်လပ်ဒါလောကကြီးတစ်ခုလုံးကိုလွတ်လပ်လပ်အမြင်ရတယ်ထိတွေ့ရတယ်ဘွာလာနေထိုင်လို့ရတယ်ငါမှတော့မိခင်ဝန်တွေကထွက်လာတာတောင်မှတန်လောင်အိမ်ထဲမှာဆက်ချောင်းလေးလုံးလုံးမလွတ်မလပ်နဲ့ဒါဘလူးမှဘေးကလွတ်အောင်လို့မိမိမှနေခဲ့ရတယ်ဒီဘွားမှာတော့ မိဘတွေကစောင့်ကြောက်တာလို့ဘလူးမဘေးကလွတ်သွားတာတော့ဟုတ်ပါပြီတဲ့ဒါမဲ့လို့အန္တရာတလျောက်လုံးငါ့ကိုစားလာခဲ့တဲ့ဘလူးသူငောင်လက်ကငါမလွတ်သေးဘူးစရာဆိုတဲ့ဘလူးကြီးငါ့ကိုစားဖို့စောင့်နေတယ်ဗျာတိဆိုတဲ့ဘလူးကြီးကလည်းပဲငါ့ကိုစားဖို့စောင့်နေတယ်မရဏသေးခြင်းလို့ခေါ်တဲ့ဘလူးကြီးကလည်းငါ့ကိုစားဖို့စောင့်နေတယ်အဲ့ဒါကြောင့်မလို့ဒီတဘောက အစာလွတ်သွားတဲ့ဘလူးမဘေးကလွတ်တာမှန်ပေမဲ့လို့ဘဝတိုင်းစားနေတဲ့ဘလူးကြီးသွန်ကောင်လက်ကငါမလွတ်သေးဘူးအဲ့ဒါကြောင့်မလို့ဘလူးလက်ကလွတ်အောင်ငါပြေးမှဖြစ်တော့မယ်ဆိုပြီးတော့သူ့ရဲ့အမေဘေးဘင်းကြီးနဲ့မိဖုရားကြီးကိုသားတော်ပြည့်တဲ့ဘုရားအလောင်းကယက်ခိနိယာဝိမု ക്ത ာပိယက်ခာဟိတုအဝိမု ക്ത ောတတမံပပိစိတာမိ มุดได้ดันยะขับปีลียะเมโดก็เมโดโรเมโดก็เมโดโรส่องชาวโลกตาโรคู่บลูมาเลกาลุตวาระมาบาร์เรปกติบลูมาเลกาลุตวาระมาบาร์เรดามิโลตันตระเสสะบัวได้บัวได้สาลาเรบลูยี่ตงองเลกาบรรลุเตบุอดีบลูยี่ตงองเลกาลุอ๋อตาโร ရှင်ဟန်ပြုပြီးတော့ပြေးပြေးတော့မယ်ဖိမဝန္တာကတော့ထွက်ပြီးတော့ဘလူကြီးသုံးအောင်လက်ကလွတ်ရလွတ်ကြောင်းနီလန်းရှာပြီးတော့ဒါတော့ပြေးပြေးပါရစေမေတော်ခမေတော်တို့လည်းဒီတိုင်းမနေကြနဲ့ဘလူကြီးသုံးအောင်ကဘွားတိုင်းစားနေတယ်အဲ့ဒါကြောင့်မို့လို့ဒါနဆိုတဲ့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ပြေးကြပါသီလလောက်ကိုတဲ့၅ပါးသီလ၈ပါးသီလ ဒီတဲ့တန်တန်ရင်ကိုရင်သီလယဟန်သီလဒီလိုသီလတွေထိမိတော့ဘလူလက်ကလွတ်အောင်ပြေးကြဘာဝနာကောင်းမှုလို့ခေါ်တဲ့သမထဘာဝနာဝိပဿနာဘာဝနာအထုသူရင်ဝိပဿနာဘာဝနာပွားပြီးတော့ဘလူကြီးသုံးအောင်လက်ကလွတ်အောင်ပြေးကြဒါတော့လေဌိနံကိုလက်မခံတော့ဘူးလွတ်အောင်ပြေးတော့မယ်ဆိုပြီးတော့ဖရာအလောင်းတော်အဲ့မှာဌိနံလက်မခံပဲနဲ့ဣမဝန္တာကိုတိုးတွက်သွားတယ် ဲ့ဒီအကြောင်းအရာကိုဖျားပြစ်တဲ့ကံမှပြန်ပြီးတော့ဟောဟောတော်မူတဲ့ဒီလိုဟောတော်မူတဲ့ဖျားခြင်းရဲ့ရွေချက်ကဘုန်းကြီးသောတကပြောခဲ့သလိုနံပါတ်1မိမိတို့ကျင့်လေနေရတဲ့ဘဝသည်အမတန်အန္တရာယ်များတယ်ဇရာဆိုတဲ့ဘလူစောင့်နေတယ်ဗျာတိဆိုတဲ့ဘလူကလည်းစောင့်နေတယ်အမြဲတမ်းစားနေတယ်နောက်ဆုံးမှာဗရဏဆိုတဲ့ဘလူအကြိုက်ခံလိုက်ရပြီဆိုရဲ့ အိမ်မှာတောင်ထားလို့မရဘူးတရက်နှစ်ရက်ဆိုရင်အနံ့နေထွက်လာပြီးတော့အုတ်တန်ပို့ပြီးတော့မိရှို့ရမြေမြို့ရဒါဘလူးစားခံရတာပဲအဲ့တော့မိမိတို့လည်းဘဝများစွာဒီလိုပဲအစားခံလာရအစားခံလာကြရတယ်အဲကြောင့်တပည့်တော်ဒီနေ့လောက်တဲ့ကုသိုလ်ကောင်းမှုသည်ဘုရားအလောင်းတော်ဥပမာနဲ့ပြောခဲ့တဲ့ဇရာပြာတိမရဏဆိုတဲ့ဘလူးကြီးသုံးကောင်လက်ကလွတ်ဖို့အတွက်ဒီဒါနကုသိုလ်ကောင်းမှုကိုတပည့်တော်လုပ်ပါတယ်ဒီသီလကုသိုလ်ကောင်းမှုကိုတပည့်တော် ဘလူကြီးသုံးအောင်လက်ကလွတ်ဖို့အတွက်စောက်တည်ပါတယ်ဒီတရားနာရတဲ့ကုသိုလ်ကောင်းမှုသည်ဘလူကြီးသုံးအောင်လက်ကလွတ်ဖို့အတွက်ဖြစ်ပါစေတပည့်တို့ရည်မှန်းထားတဲ့ဒကမကြီးအားလည်းပဲဒီကုသိုလ်ကောင်းမှုကြောင့်ဘလူကြီးသုံးအောင်လက်ကမြန်မြန်လွတ်ဖို့အတွက်ဒီကုသိုလ်ကောင်းမှုကအထောက်ပံ့ပေးပါစေဒီလိုအာယုံပြုဒီလိုဆုတောင်းပြီးတော့ဆောင်ရွက်နိုင်ရမယ်ဆိုရင် မိမိတို့လုပ်တဲ့ကုသိုလ်ကောင်းမှုသည်တံဝေကညာတံဝေကညာဥဆောင်ပြီးတော့လုပ်တဲ့ဒါနကုသိုလ်ကောင်းမှုဖြစ်လို့ဘလူကြီးသုံးကောင်လက်ကလွတ်ဖို့အထောက်ပံ့ဖြစ်တဲ့ကုသိုလ်ကောင်းမှု ဖြစ်ပါတယ်သူကနိဗ္ဗာန်တပစ္စယဟောတုနိဗ္ဗာန်ကိုသိရပါလို့မြင်ရပါလို့လို့ဆုတောင်းတာနှုတ်ကဆုတောင်းတာပဲရှိတယ်နိဗ္ဗာန်ဆိုတာဘာမှမသိဘူးနိဗ္ဗာန်ဆိုတာဘလူကြီးသုံးကောင်လက်ကလွတ်သွားတာဇရာဆိုတာလည်းမရှိတော့ဘူးအိုရတဲ့သဘော တရားလည်းမရှိတော့ဘူးအနာယောကအနိစ္စခံရတဲ့သဘောတရားလည်းမရှိတော့ဘူးတေရတဲ့သဘောတရားလည်းမရှိတော့တဲ့အရာကိုနိဗ္ဗာန်ဒီလိုခေါ်ပါတယ်ဒါဗုဒ္ဓဘာသာဝင်တွေရဲ့အထွတ်အမြတ်ထားရာနိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်ကိုသိသွားပြီမြင်သွားပြီဆိုရင်ဒါဇရာပြာတိမရဏဘလူကြီးသုံးကောင်လက်ကလွတ်တာပဲအဲကြောင့်မိမိတို့ဒီနေ့လှုပ်တဲ့ကုသိုလ်ကောင်းမှုသည်ဘလူကြီးသုံးကောင်လက်ကလွတ်ဖို့ရာအထောက်ပံ့ဖြစ်ပါစေ ပြည်ပြည်တို့တော့ရည်စူးထားတဲ့တက္ကမကြီးကလည်းပဲဒီဘလူးကြီးသွန်ကောင်လက်ကမြန်မြန်လွတ်ဖို့အတွက်ဒီကုသိုလ်ကောင်းမှုကအထောက်ပံ့ပေးပါစေဒီလိုဆုတောင်းပြီးတော့ဒီကုသိုလ်ကောင်းမှုကိုရည်စဲချအမြတ်ဝေရအောင်ကဲရည်စဲဖွဲ့ကိုင်းညက်အရှင်ဘုရားဒီပြည်တော်များသည့်ဗုဒ္ဓဘာသာဝင်သူတော်စင်များ ဖြစ်ကြသည်အာလိယောစွာယနေ့ဖို့၌နိုင်ငံတော်ပရိယတိသာသနာတကယ်တော်၌ပဒင်းဆုံးတော်မူကြသောတန်ဃာတို့များအားတနေ့တာဆွန့်ဆက်ကလူရန်ချင်းကွယ်လွန်သူဇနီတော်ဆန်းဆန်းညွန့်အားယေစုယေမန်၍တနေ့တာ စွန်ဆက်ကလူတန်းချင်းသင်္ကန်းနဝကမ္မအစရှိသောလူတန်းဘွေရာအပြာပြာတို့ကိုဆက်ကလူတန်းချင်းတရဏကို၃ပါးနှင့်တကွ၅ပါးသီလဆောက်တည်ခြင်းဩပြအပ်သောတရားတို့ကိုနာယူခြင်းဟူသောဒါနသီလ ဘာဝနာကောင်းမှုကုသိုလ်စုကိုပြုလုပ်ကြပါ၏တပြည့်တော်တို့၏ဤကောင်းမှုသည်ဘဝအဆက်ဆက်နှိမ့်ဆက်လာသောဘလူကြီးသွန်ကောင်လက်မှလွတ်ဖို့ရာအိုအနာအသေးဆိုအသေးဟုဆိုအပ်သောဘလူသွန်ကောင်လက်မှလွတ်မြောက်ဖို့ရာ အထောက်ပံ့ကောင်းဖြစ်ပါစေဤကောင်းမှုအဖို့ဘာကကိုအထူးအဖြစ်ဒေါသဆန်းညွန့်အာအမြ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 ပေးဝေငါပါဤဒုမတပါဘဝဆက်ဆက်တန္တရာဆက်ဆက်ကတောဆက်ကြသော မိဘဘိုးဘွားဆရာသမားများအားအမြအမြပြေဝေငါပါဤပြပြတို့တို့ဤကိုတွင်ကိုပအိမ်တွင်အိမ်ပလုပ်ငန်းဆောင်တာအရာရာတို့၌အန္တရာယ်ကင်းဘေကင်းအောင်စောင့်ရှောက်ကြသောနတ်ပေါင်းတို့အလကားဤကြောင်းတတ် ဣပဝွန်ခြင်းအနိနာ၌ရှိကြကုန်သောမြင်အပ်မမြင်အပ်ပုဂ္ဂိုလ်ပေါင်းတို့အလကောင်းသာသနာဆောင်၌လောကပါလ၌ပကြမင်းယမမင်းအစိုးရမင်းတို့ကိုအစထား၍30ပုံသားတတ်တော်များအားအမြအမြ ပြီးဝေငှပါ၏တတ္တဝါအလုံးအမြရ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောကဲအမြဝေအလုံးကြာကြသမျှအမြအမြအမြယူတော်မူကြပါကုန်လောတာတုတာတုတာတု အာလုံးကြာကြာသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု